ာနာရှင်တွေရဲ့အလိညာတွေကိုသဘောပေါက်လာပြီးတဲ့နောက်မှာပူတင်အပေါ်စိတ်ပြတ်ဒေါသထွက်မှုမြင့်တက်လာသဖြင့် Trump ကရုရှားရေနံကုမ္ပဏီများကိုပိတ်ဆို့အရေးယူပြလိုက်ပါတဲ့ဘဲဥပုံရုံးခန်းတွင် NATO အထွေထွေအတွင်းရေးမှူးချုပ်မှလူတီနှင့်တမရ Trump တွေ့ဆုံနေစဉ်မှာပင်ပိတ်ဆို့အရေးယူမှုအစ်စ်များကိုကြေညာခဲ့ခြင်းဖြစ်တဲ့ Ukraine ဘက်မှနေ၍တမရ Trump ကိုအသေးအတန်လိုလားနေသည့်ဥရောပခေါင်းဆောင်များ၏မဟာမိတ်အဖွဲ့ကိုစား UTD Washington သို့လာရောက်ခဲ့ခြင်းဖြစ်ပါတယ် အခုလိုအချိန်မျိုးမှာတက်ဖြတ်မှုတွေကိုရပ်တန့်ပြီးချက်ချင်းအပြစ်ခတ်ရက်စဲဖို့လိုပါတယ်ဟုဘန်နာယေးဝန်ကြီးစကော့ဘတ်ဆန်ကထုတ်ပြန်ကြေညာခဲ့ရာတွင်အဆိုပါရေနံကုမ္ပဏီများကိုကရမလင်စီရန်နီယာအင်ဂျင်နှလုံးအဖြစ်ဖော်ပြထားတယ်။ဗုဒ္ဓဟူးနေ့တွင်ထရန့်၏စိတ်တူဒေါသထွက်မှုမှာထင်ရှားစွာပေါ်လွင်ခဲ့ပြီးဗလာဒီမာနှင့်စကားပြောတိုင်းကောင်းမွန်တဲ့စကားပြောဆိုမှုတွေရှိပါတယ်။ဒါပေမဲ့အဲ့ဒီကနေဘာမှဆက်မဖြစ်လာဘူးပြဟုပင်ကပြောကြားခဲ့တယ်။ဘယ်ကူမှဆက်မသွားဘူးပြ။ လာမယ့်ရက်တတပတ်တွေအတွင်းကျင်းပဖို့အချိန်တော်ကြာစီစဉ်ထားခဲ့တဲ့ဘူဒါဘတ်စ်ထိပ်သီးအစည်းအဝေးကိုရုတ်တရက်ဖျက်သိမ်းခဲ့တဲ့ဆုံးဖြတ်ချက်ကိုလည်းသူကရှင်းပြခဲ့သည်ဒီလိုလုပ်ဖို့ကျွန်တော်စိတ်ထဲမှာတိတ်ပြီးမမှန်ကန်ဘူးလို့ခံစားရတယ်ဟုထရန်ကပြောသည်ကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုရောက်မဲ့ပုံမရှိဘူးလို့ခံစားရတယ်ဒါကြောင့်ဖျက်လိုက်တာပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်၍ကောအဆိုတဲ့မိကုံးကိုတော့လုပ်ဖို့အချိန်တန်ပြီးလို့ခံစားရလို့ပါပဲဟုသူကပြောကြားခဲ့သည်ပိတ်ဆို့အရေးယူမှုများသည် ယူကရိန်းစစ်ပွဲစတင်ခဲ့ချိန်မှစ၍ရုရှား၏စွမ်းအင်ကဏ္ဍအပေါ်အမေရိကန်ပြည်ထောင်စုကယခုကုမ္ပဏီများကိုပိတ်မှတ်ထားခြင်းကရုရှား၏ရေနံမရသောဝင်ငွေများကိုတိတာထင်ရှားစွာ ထိခိုက်စေနိုင်သည့်ပိတ်ဆို့အရေးယူမှုများအမှန်တကယ်ထိရောက်မှုရှိမရှိကိုဆုံးဖြတ်ရန်အတွက်ဥပဒေအရအရေးယူဆောင်ရွက်မှုများအရေးကြီးကြောင်းမှတ်ချက်ပြုကြသည့်ဒီပိတ်ဆို့အရေးယူမှုတွေဟာကြီးမားတဲ့ခြေလှမ်းပါပဲ ဒါပေမဲ့သူတို့အနေနဲ့တတိယနိုင်ငံတွေပေါ်အလဲလက်အစင်ပိတ်ဆို့အေးအေးယူမှုတွေကိုအသုံးပြုရမှာဒါမှမဟုတ်တက်ကြွစွာချင်းချောက်ရမှာဖြတ်စတဲဟုအတလန်တိတ်ကောင်စီအဖွဲ့ဝင်နဲ့အော်လီဗာဝိုင်းမန်အတိုင်ပင်ခံလုပ်ငန်း၏အနေနဲ့ပြည်သူ့မူဝါဒဆိုင်ရာမိဖက်ဖြစ်သူဒန်နီယယ်တန်နီဘောင်ကပြောကြားခဲ့သည့်အလဲလက်အစင်ပိတ်ဆို့အေးအေးယူမှုများသည့်ရုရှားနှင့်ငွေကြေးဆိုင်ရာစီးပွားရေးလုပ်ကိုင်သည့်နိုင်ငံများကိုပြစ်မှတ်ထားမည်ဖြစ်သည်ကြည်ပါဦးဒါရီဟာကြီးမားလာတဲ့ပိတ်ဆို့အေးအေးယူမှုတွေပဲဟု ထရန်ကဥက္ကဋ္ဌရုံးခန်း၌ပြောခဲ့ပြီးဒါရီဟာသူတို့ရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုကိုချမှတ်တာဖြစ်ပြီးအချိန်ကြာကြီးချမှတ်ထားရမယ်မဟုတ် ဘူးလို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဟုမှတ်ချက်ပေးပါတယ်လူဒီကတွေးဆမှုအတွင်တမရကိုချီးမွမ်းဂုဏ်ပြုခဲ့သည်အထွေထွေတွင်ရင်းမှုချုပ်အတွက်မူဤတွေးဆမှုသည်အကောင်းဆုံးဖြစ်ခဲ့သည်ကျွန်တော်တို့ဟာနေတိုးအဖွဲ့ရဲ့အလွန်ဂုဏ်ယူရတဲ့အဖွဲ့ဝင်တဦးပါဟုထရန်ကတနေရာတွင်ပြောသည်နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ကျွန်တော်တို့မှာခိုင်မာတဲ့ဆက်ဆံရေးရှိပါတယ်ထို့သောယခုလိုတွေးဆမှုများကအမြဲတမ်းတော့အဆင်မပြေနိုင်ပေ UT နှင့်ကြံဥရောပခေါင်းဆောင်များသည်ထရန်နှင့်အတူတစ်နှစ်ပတ်လုံးဒီတိုင်ချ ကိနေကိုဖျက်တမ်းနေခဲ့ရကြောင်းပါ